ဟုတ်ကဲ့ပါဆိုတော့တိုက်ပွဲတွေအပြင်ဒီပြည်သူကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ထိန်းချုပ်နယ်မြေတွေမှာပေါ့နော်ပြည်သူအုပ်ချုပ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကိုဆရာတို့အနေနဲ့ဘယ်လိုများဖော်ဆောင်နေတာမျိုးရှိလဲပေါ့လေဥပမာအဖြစ်ဒီပညာရေးဒီကျန်းမာရေးစသဖြင့်တော်လကောင်ပြီးတော့မှဒေသအတွင်းအငင်းပွားမှုတွေရှိတဲ့အခါမှာရောဟိုဘယ်လိုပုံစံမျိုးနဲ့ဖြည့်ရှင်းဆောင်ရွက်နေသလဲဆိုတာလည်းသိပြရစေရှင်စိုးမိုးနယ်မြေလို့ဆိုလိုက်ပြီးဆိုဆိုကနေရတာကျွန်တော်တို့ဟိုမတူညီတဲ့ပုံစံတွေတော့ရှိတာပေါ့ဘာလဲဆိုရင်တချို့နေရာတွေမှာအေးဟိုစိုးမိုးတဲ့နယ်မြေတွေရှိတယ်အဲကျွန်တော်တို့ PDF ဆုံးမှုတဲ့နယ်မြေတွေရှိတယ်။ Sky Time ဘက်ကျွန်တော်တို့မြေပြန့်ဘက်တွေမှာ PDF ဆုံးမှုနယ်မြေဆိုလို့ရှိရင် UNG ရဲ့အစိုးရအုပ်ချုပ်ရေးရန်တရားတွေကတန်းပြီးတော့ကျွန်တော်တို့နောက်ကနေလိုက်လာလို့ရတယ်ပုံဖော်ကြတယ်လက်ရှိအချိန်ထိလည်းကျွန်တော်တို့ကောင်းမွန်နေတာအုပ်ချုပ်ရေးစနစ်တင်နေတာဟိုလဲပတ်နေကြပြီပေါ့ အဲ့လိုမျိုးအနေထားမျိုးမှာဆိုတော့ဒါပညာရေးကျန်းမာရေးကဏ္ဍတွေမှာဆိုလို့ရှိရင်လည်းဒါပြည်သူအကျိုးပြုလုပ်ငန်းတွေဆိုလို့ရှိရင်လည်းစိုးမိုးနိုင်တဲ့နေရာတွေကိုဒီပြည်သူအကျိုးပြုလုပ်ငန်းတွေဝန်ဆောင်မှုလုပ်ငန်းတွေကိုတန်းပြီးတော့လိုက်နိုင်တယ်ပေါ့ဒါအခုဆိုလို့ရှိရင်တော့နောင်ပညာရေးပွန်ရက်ကတော့ကျွန်တော်တို့ဒီចောင်းပေါင်း30နဲ့အခုစတင်ပြီးတော့လဲပက်လာခဲ့တာပညာသင်နဲ့၄နှစ်တောင်ကျော်ခဲ့ပြီပေါ့ဒါအဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီပညာရေးရန်တရားတော့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်လဲပက်နိုင် တဲ့အနေထားမျိုးမှာကျွန်တော်ရှိတယ်ပြီးတော့လက်ရှိအချိန်ဒီမှာဒီတလနှစ်လလောက်အတွင်းမှာကကျွန်တော်တို့ဒီစစ်ကောင်စီကဒီចောင်းတွေကိုပဲပြစ်မှတ်ထားပြီးတော့လေចောင်းတိုက်ခိုက်မှုတွေလုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမြောင်းနယ်မှာရှိသမျှចောင်းတွေအားလုံးလည်းပိတ်ထားရတာပေါ့နော်ဒါတော့ဟိုတလနှစ်လလောက်တော့လာရှိသွားပြီ။ဒါကျမ်းမာရေးဘိုင်းကကြတော့လေကျွန်တော်တို့ကရင်းနှုံးကတော့တက်ဖွဲ့အနေနဲ့ဒေါက်တာတွေတို့နတ်စမတွေတို့ကျွန်တော်တို့ရှိတဲ့အတွက်ကြောင့်မို့လို့ဒီအခမဲ့ စိလက်ပတ်ကုပေးတဲ့မိုဘိုင်းထင်းအနေနဲ့လုံဆောင်ပေးတာမျိုးရှိသလိုမျိုးကျွန်တော်တို့အထိုင်ထားပြီးတော့ဒီ PDF တွေဆိုလို့ရှိရင်တော့အခမဲ့ပေါ့ပြည်သူတွေဆိုလို့ရှိရင်တော့ကြီးတော့မတက်မှတ်ဖ ೇನೆ ကျွန်တော်တို့ကလူရင်လဲယူတယ်ပေါ့ဗျာမလူမလူဘူးဆိုရင်လဲဒီလိုမျိုးပဲအခမဲ့ကုသပေးတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကဟိုလေပတ်လိုက်နိုင်တာကျွန်တော်2020နဲ့2023နှစ်နှစ်ထိတော့လေပတ်နိုင်တယ်အဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ကဒီစေးရဲ့ကုန်ကြစိတ်တွေကလည်းတအားများတယ်ပေါ့နော်တစ်ခုခုဖြစ်ပြီးဆိုရင်ဖွဲ့ရစေးရတိုင်းလည်းတအားများတယ်ပြီးလို့ရှိရင်ဝယ်ယူရေးတွေကလည်းတအားခတ်ပြီးတော့ပေယူရေးတွေကလည်းတအားခတ်လာတဲ့နောက်ပိုင်းမှာဒီစေးပိုင်းကိုတော့ကျွန်တော်တို့ ို့လှုပ်ချင်တယ်လို့ထိမလုံနိုင်တော့ဘဲနဲ့အခုအခုချိန်နေမှာတော့စေဖွဲ့အနေနဲ့တော့ဆက်ရှိနေသေးတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုတက်ဖွဲ့ကုစားပြုအနေနဲ့မဟုတ်တော့ဘဲနဲ့တိချပုံစံမျိုးနဲ့ဒီပြည်သူတွေဝန်ဆောင်မှုပေးနေတဲ့စေကမ်းပုံစံမျိုးနဲ့ဆက်ပြီးတော့ဟိုဖွင့်လှစ်နေကြတဲ့အတိုင်းအတာထိတော့ရှိနေတယ်ပေါ့နော်ဒီဟာတော့ဒါကျွန်တော်တို့ဒီပညာရေးကျန်းမာရေးအပိုင်းဖြစ်တယ် ဒီအုတ်ချုပ်ရေးဘိုင်းမှာကြတော့ကျွန်တော်တို့ကကိုကအုတ်ချုပ်ချင်လို့ဒီထောက်တိုက်တာမဟုတ်ဒီစစ်ကောင်စီရဲ့လက်ထက်ကနေမှာပြည်သူတွေလိုလားတဲ့အစိုးရပြည်သူတွေတင်မြောက်တဲ့အစိုးရကိုဒီအာဏာအပြည့်ကပြန်ပေးခြင်းလို့မလို့တိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တိုက်ပြီးတော့လို့စိုးမိုးလို့ရတဲ့နေမျိုးမှာဆိုရင်အုတ်ချုပ်ရေးရန်တရားတွေလိုက်ပါလာတဲ့အခါဒီပေါ်မှာကျွန်တော်တို့ကဝိုင်းလုံးကူညီမှုအလုံးလှုပ်ဆောင်တယ်ဒါပေမဲ့ဝင်ရောက်ဆော့ဖက်မှုမလုပ်ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အုပ်ချုပ်ရေးနဲ့ကာကွယ်ရေးကတအားရောထွေးသွားပြီးတော့ရှုပ်ထွေးသွားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဟိုဒီအချင်းချင်းပြစ်ဖက်မှုတွေပေါ့ဒါမျိုးတွေကလည်းဖြစ်လာနိုင်တာဖြစ်တဲ့ပတ်ကြောင့်မို့ကျွန်တော်တို့အနေနဲ့ကတော့ကိုယ်အုပ်ချုပ်ခြင်းလို့တိုက်တာမဟုတ်တဲ့ပတ်ကြောင့်မို့လို့တိုက်လို့ရတဲ့ ဆုံးမလို့ရတဲ့နိုင်ငံတွေမှာဒီ NGO အစိုးရရန်တရားတွေကအုပ်ချုပ်ရေးပိုင်းတွေကိုတာဝန်ဆက်ယူကြပေါ့ဒါသူတို့ဘက်ကလွှဲမှားတဲ့ခံမျိုးတွေဆိုရင်တော့ထောက်ပြမယ်ဝေဖန်မယ်ပြောမယ်ဆိုမယ်ပေါ့ပြီးလို့ရှိရင်ဒါဟိုကီတူတွေဘက်ကလွှဲတယ်ဆိုလို့ရှိရင်လည်းဒါပြည်သူတွေကိုနားလည်အောင်ချောင်းပြပေးရတဲ့ခံမျိုးတွေရှိတာပေါ့ဒါဒီနှစ်ခုရဲ့ကြားထဲမှာတော့ဒါကျွန်တော်တို့ကဟိုသွားတဲ့ပုံစံလေးရှိတဲ့ခါကျရင်တော့ဟိုတစ်ခါလေးကျရင်တော့အမုန်းခံတဲ့အပိုင်းတွေလည်းရှိတယ်အညဉဉခံတဲ့အပိုင်းတွေလည်းရှိတယ်အဲဒီဒီဒီဟာလေးရဲ့ကြားမှာကျွန်တော်တို့တစ်ခါလေး conflict ဖြစ်တာလေးတွေလည်းရှိတာပေါ့ဒါမျိုးတွေကတော့ရင်ဆိုင်ရတယ်ပေါ့ဟုတ်